အာရှနိုင်ငံတွေမှာဂျက်ရှူအဗန်ရဲ့ပွဲကိုကြည့်ပြီးတော့အကြီးကျယ်ကိုအားပေးနေကြတဲ့နိုင်ငံတွေရှိပါတယ်။နော်ကျွန်တော်တို့ဗီနန်တို့အင်ဒိုနီးရှားတို့မလေးရှားတို့မှဆိုအများကြီးပဲဗျာ။ဒါပေမဲ့ထူးထူးခြားခြားလားကျွန်တော်တို့ထိုင်းနိုင်ငံမှာတော့ဂျက်ရှူအဗန်ကိုထူးထူးခြားခြားကြီးကိုအားပေးတာမျိုးလည်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံအင်တာနက်မှာအောင်မြင်မှာတိုးတက်မှာကိုကြောက်နေတာလူတိုင်းသိရပေါ့နော်။ဒီကနေ့မှဆိုရင်ရက်ထရင်အင်တာဗျူးကိုကျွန်တော်ကြည့်ရတယ်ပေါ့နော်။အဲ့မှာ UFC နဲ့ One Championship မှာဘေဟာကဘူကောင်းလဲလို့သူ့ကိုမေးမြန်းလိုက်တယ်ပေါ့ဘေဟာကအကောင်းတဲ့ promotion လဲလို့မေးမြန်းလိုက်တဲ့အခါမှာဒါเนาะ rotten ရဆိုရင်တော့ဖြစ်ဝမ်ကပူကောင်းတယ်။နော် UFC ကအပြင်မှာသွားကြည့်လိုက်ဘာမှမဟုတ်တဲ့အရာကြီးပါဆိုပြီးတော့ဒါတဲ့ပဲ။ဒါ rotten ကပြောလိုက်တာဖြစ်ပါတယ်။နော်ဆိုတော့ ရထာကတော့အားလုံးကတော့ပြောကြတယ်ညာနိုင်ငံမှာရှိတဲ့အောင်ခံပိုင်းတို့ဟုတ်လားကျွန်တော်ရဇော်မဲလုံးတို့နဲ့အတူတူပဲဆိုပြီးတော့လီထွားရညာမှာတော့တော်တော်လေးကိုဒါနာမည်ကြီးလို့ပြောကြတယ်ပေါ့နော်ဆိုတော့ဟိုရထန်နဲ့အောင်လန်ဆိုင်ဆက်ဆိုင်ကြီးကိုလူတိုင်းကြည့်တယ်တကယ်ကိုမှ brother ဟုတ်နော်ကျွန်တော်တို့ညီကိုဆက်ဆိုင်ကြီးဗျာတော့ကောင်းတယ်နော်ကောင်းတယ်ဒီကနေ့မှဆိုရင်ဒါရထန်ကဟိုဒီ flyweight တန်းပေါ့လေဒီ Joshua Ban နဲ့ဖန်တို့ကြရေးပွဲနဲ့ပါသက်ပြီးတော့လေဖြောသွားခဲ့တယ်ပေါ့နော် အဲ့ဒါကတော့ဂျက်ရှွာဘန်ဟာကံကောင်းလို့နိုင်တာဖြစ်ကြောင်းနော်အသီးလင်းကိုရော့ထန်ကဒါမှတ်ချက်ပေးသွားခဲ့တာဖြစ်လေပေါ့နော်ဆိုတော့ အခုကကဘာလုံးပါဗျာဒါ Joshua Ban နဲ့ Banduja ရဲ့ပွဲကိုပဲပြောနေကြတာသူတပိတော့လောင်းကစားသမားတွေကလည်းရှုံးနေဗျာနော်အခုလုံးကတို့တို့ Joshua Ban နဲ့ထိုးသက်ခဲ့တဲ့ Brandon River ဟာဆိုရင်လည်းပဲဒီပွဲမှာနော်ဒီ Banduja ကိုသာလောင်းလိုက်လောင်းရင်မင်းတို့ချမ်းသာပြီဆိုရင်နေထားမျိုးနဲ့ Banduja ကိုလည်းဒါသူ့ကိုသာလောင်းလိုက်နော်လောင်းရင်မင်းတို့ချမ်းသာမယ်ဆိုရင်နေထားမျိုးနဲ့စိန်ကိုထားခဲ့ဒါပေမဲ့တကယ်လည်းသူ့မှာဖြစ်မလာတော့အခုလုံးပောက်ကွဲကြတယ်ပေါ့နော်ဆိုတော့အလုံးလေးတိကျတယ် flyweight တဲ့ UFC flyweight တဲ့မှာရော world championship flyweight တဲ့မှာရောเนาะ goat အဆင်ပေါ့ဗျာ DJ ဟာဆိုရင်လည်းပဲဘာပြောလာလဲဆိုရင်လူတွေကဘာလို့စိတ်ဆိုးနေကြသလဲဆိုတော့ကျွန်တော်လုံးဝနားမလည်ဘူးတဲ့ဘန်ဒိုဂျာကကမ်ဘူးလောက်တာကိုဘန်ကဖမ်းမိသွားခဲ့တယ်တကယ်ကိုမမိုက်တဲ့ technique ပဲပေါ့ဗျာပြီးတော့ဘန်ဒိုဂျာကအားနေတဲ့အနေထား compromise ဒါ position မှာရှိနေတဲ့အတွက်ရုံးထွက်နိုင်ခြင်းမရှိခဲ့လို့အခုလိုမျိုးရှုံးတာဖြစ်ကြောင်း DJ Grand က ဒါကျွန်တော်တို့အသည့်လေးကိုကြီးညာထားဆိုတော့เนาะ return တော့ပဲပြပြဘူးဒီပါပဲပြပြဒါက Joshua ဘန်တော်လို့ရတာကန်ကောင်းတာတို့ပါတို့เนาะလုံးဝမဟုတ်ပါဘူးဗျာเนาะအဲ့ဒါကိုပဲပြောချင်တယ် return ရေမြန်မင်းဖင်ရရင်ဖင်ရလိုက်ဟဲ့လားဆိုတော့ return ကတော့အခုပါကြီးညာလာလေးဆိုရင်သူကမွေးထိုင်းကိုညင်းဝင်းနေပြီမလို့တဲ့เนาะမွေးထိုင်းကိုညင်းဝင်းနေပြီမလို့သူအနေနဲ့ MMA ကိုကစားခြင်းတဲ့အကြောင်းတွေကိုပါပြောလာတယ်ပေါ့เนาะဆိုတော့ Joshua ဘန်နဲ့ဒါเนาะအပြင်မှာပွဲတွေပြီးလိုက်ခြင်းနဲ့ဗျာ